ရာဇာမဏိစူလာကောင်းမှုတော်ဖရာကြီးရဲ့ structure ပိုင်းထိခိုက်ပျက်စီးမှုများအားတေချာစွာကြည့်ရှုလေ့လာပြီးပြုပြင်နိုင်ရန်ဝါညာဆင်လျက်ရှိကြောင်းသိရပါသည်။ဒါအပြင် တာလွန်မင်းတရားကြီးတီစင်ကရှိခဲ့တဲ့ကဏ္ဍကူလီတိုင်လေးလုံးနဲ့အဝင်ပြတ်သက်များစသည်ဖြင့်နေရာများကိုပညာရှင်များဖြင့်စာပေးလုပ်ငန်းများကိုလည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရပါတယ်။မုံရွာသတင်းဌာနခွဲကအခုလိုပေးပို့ထားပါတယ်ရှင်။ စကိုင်းမျိုးရဲ့အထင်ကရဇီရိုကြီးတဆူဖြစ်တဲ့ကောက်မှုတော်ဇီရိုကြီးကိုပြန်လည်ပြင်ဆင်မှုတွေဆောင်ရွက်နိုင်ဖို့အတွက်တည်တကူဆရာတော်ဘုရားကြီးမှဥဆောင်လမ်းညွှန်မှုပြုကစာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဇီရိုကြီးထိခိုက်မှုများကိုတေချာစွာစစ်ဆေးနိုင်ဖို့ညှင်းဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေကြောင်းသိရပါလိမ့်။လူငင်းတန်ခံရတဲ့အနေအထားကတော့ကျွန်တော်တို့ဒီစိတ်မှုတော်ကြီးကဒီငပြောကူရဲ့အထက်ကနေပြီးတော့ပြုတ်ပြီးတော့ထီးတော်မှာပဲဟိုတန်လန်းကြံရတာပေါ့။ မြေခတဲ့အဆင့်တိတော့မရောက်ပါဘူးဇီရော်ကြီးရဲ့လုံပတ်တချို့မှာအက်ကွဲကြောင်ကြီးတွေဆေးတွေကွာတာလေးတွေနည်းနည်းတွေ့ရတယ်အဲ့ဒီအပိုင်းကိုတော့ပညာရှင်တွေတိတိကျကျမမှန်ကန်ကန်နဲ့တဲ့ပြီးတော့ကိုယ်တိုင်ဆောင်ရွက်နိုင်အောင်မို့လို့ပြီးတော့ဆရာတော်ဘုရားကြီးကနေပြီးတော့ငါညာဆင်ပြီးတော့ဆောင်ရွက်ဖို့လောလောဆယ်တော့စီစဉ်နေပါတယ်ခင်ဗျာမရင်မြေပေါ်မှာရှိနေတဲ့အာယုံကန်စောင်းတန်းကလည်း၃ခုအာယုံကန်တိုက်ကြီးက၃တိုက်ဓမ္မယုံကြီးက၁၀လုံးကျော်လောက်ကျွန်တော်တို့ပျက်စီးပြိုပြက်သွားတာပေါ့ ယူပြတ်သွားတဲ့အပိုင်းတွေကိုတော့ကျွန်တော်တို့ပြင်ဆင်မှုရာအတွက်အားလုံးဖယ်ရှားရှင်းလင်းပြီးဖြစ်ပါတယ်။ကျန်ရှိတဲ့အပိုင်းကတော့ဓမာယုံကြီးရဲ့စီတော်စင်ကြီးရဲ့ VIP ခမရဲ့အဲ့ဒီပိုင်းတွေဖယ်ကြံပါတယ်။ယူကြတဲ့ပါဒဏိကအဆောက်အုံတွေကတော့ဖယ်ရှားရှင်းလင်းပြီးပြီးသွားပြီးဖြစ်ပါတယ်ခင်ဗျ။စာပေအပိုင်းကတော့ကျွန်တော်တို့ဒီတာလုံမီဒီယာကြီးတည်စင်ကရှိခဲ့တဲ့ဒီကဏ္ဍကုတီတိုက်လေးလုံးတောင်းဂျိုပြတ်တ်ပေါ့အဲလေးခုအဝင်ပြတ်တ်လေးခုရှိတယ်ခင်ဗျ။ ဲ့ဒါကတော့ရှေးဟောင်းအမွေနဲ့လည်းပြောလို့ရတာပေါ့ပညာရှင်တွေနဲ့သိချာစစ်ဆေးပြီးတော့ပြုပြင်လို့ရရင်လည်းပြုပြင်မယ်ပြုပြင်လို့မရဘူးဆိုလို့ရှိရင်လည်းဖြိုဖျက်ပြီးတော့ဒီအမူရင်းပုံစံအတိုင်းပေါ့သမောက်ဒီဦးဝင်းမောင်ရဲ့ရှေးဟောင်းအမွေနဲ့ရဲ့ပုံစံနေနဲ့သူတွေ့ရှိတဲ့ပုံစံနေနဲ့ဒီစာပေပြန်လောက်ထားပါတယ်ခင်ဗျာလက်တော်ပြုပြင်နေမှုပိုင်းရတော့ကျွန်တော်တို့ဆရာတော်ကြီးရဲ့ညွှန်ကြားမှုရဲ့အစိုးရအဖွဲ့ရဲ့ညွှန်ကြားမှုနဲ့ဒီဒီတော်ကြီးနဲ့ပတ်သက်တဲ့ အဲကြောင်းတွေအဖာထေးတွေကိစ္စရက်ကိုဆောင်ရွက်ဖို့ရအတွက်ဘလောက်အကွဲတယ်လဲအဲဘလို့ပြုပြင်မှရမလဲဆိုတဲ့အပိုင်းတွေကိုသိရှိနိုင်အောင်မို့လို့အဓိကကတော့ညံစင်နေတယ်ခင်ဗျညံအပေါ်တိလုံးလုံးစင်ပါပေါ့ညံပြည့်ပြည့်စုံမှသာလေပညာရှင်တွေကတက်ရောက်ပြီးတော့ဒီစစ်ဆေးနိုင်မယ်အဲစစ်ဆေးလို့ရတဲ့အပိုင်းတွေကိုဖြည့်ထွက်လာတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့အဲကမီကယ်နဲ့ပဲ ဆောင်ရွက်မလားဒါမှမဟုတ်လို့ရှိရင်ဒီထက်ကောင်းတဲ့အစီအစဉ်တွေနဲ့လည်းဆောင်ရွက်နိုင်မလားဆိုတဲ့ဟာကဒီအပြေပေါ်မှာပဲဆက်လက်ဆောင်ရွက်မယ်ဆရာတော်ကြီးရဲ့မိန့်ကြားထားမှုကတော့အော်ဝါဒဆရာတော်ရဲ့နိုင်ငံတော်အစိုးရအဖွဲ့တွေရဲ့ဟုတ်ကောဘကအဖွဲ့တွေရဲ့ဆုံးဖြတ်ချက်တစ်ခုချပြီးမှသာလေဆက်လက်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်မန္တလေးငင်းကြီးကျောင်းစကိုင်းတောင်ရုံတလျှောက်ရှိရှီအောင်သမိုင်းဝင်ဖျားပထိုးစီဒီများဟာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့အခုအချိန်ထိရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေရဆဲဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။